ရှမ်းပြည်နယ်အတွင်းရှိပြည်သူစစ်မှုထံတင်တဲ့အမှတ်စဉ်ဆယ်လီတို့တက်ရောက်ကြမိနိုင်ငံသားကောင်းရတနာများအားကျိုးဆိုပွဲကိုယနေ့နံနက်ပိုင်းတွင်ကျိုင်းတုံမျိုးရှိနေမြေကန်တင်နှန်းကျောင်း၌ပြုလုပ်ရာ ဗီဂန်ဒီတာတိုင်းစစ်ဌာနချုပ်တိုင်းမှုပုံမှုချုပ်ဆိုးလိုက်နှင့်တာဝန်ရှိသူများအရာရှိစစ်သည်မိသားစုဝင်များမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့်ဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ကြသည်ဦးစွာတိုင်းနှင့်တက်ရောက်လာကြသူများကပြည်သူစစ်မှုထမ်းတင်နယ်အမှတ်စဉ်၁၄တို့တက်ရောက်ကြမည်နိုင်ငံသားကောင်းရတနာများအား ကျိုးစိုးနှုတ်ခွန်းဆက်စကားပြောကြပြီးစားတောက်ဖွဲ့ရာများပေးဝေကတောင်းတောင်းဖြဖြကျိုးစိုးနှုတ်ဆက်ကြသည်ထို့နောက်တိုင်းမှုနှင့်တာဝန်ရှိသူများကတင်နန်းတယောက်မိနိုင်ငံသားကောင်းရတနာများအားလိုအပ်သည့်စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များကိုခေစည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်